က်ဆော်ဗျာရဲ့အဆုံးမသာသနာတော်လေးဟာနည်းနည်းလေးပဲကြံတော့တယ်မကြခင်ချုပ်တော့ဘာနဲ့ဥပမာတူတော့ဆိုနေဝင်ချိန်ရောက်နေပြီ။ toy မဲ့ခကြီးကလည်းဝေးသေးတယ်နေကလည်းဝင်တော့မယ်ဆိုတဲ့အနေထားမျိုးရအောင်နော်နေမဝင်ခင်ခကြီးကိုပေါက်အောင်သွားရင်သွားမသွားလို့နေဝင်သွားလို့ရှင်အန္တရာယ်ပြောင်းတဲ့လမ်းခကြီးဘယ်သူမှသွားလို့မရတော့ဘူးပေါ့နော်ဒါကြောင့် ်မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်ဟာလေအလုံးကိုအနည်းငယ်မြတ်တာကျန်တော်တယ်လို့အကယ်၍သာဘုရားရဲ့အဆုံးအမလွဲချော်သွားပြီဆိုလို့ရှိရင်ဘာဖြစ်နိုင်မလဲအဆုံးအမဩဝါဒမရတဲ့ဘဝအဆုံးအမဩဝါဒတွေကိုနိုင်ယူမှတ်သားကျင့်ကြံပွားများခြင်းမရှိနိုင်တဲ့ဘဝမှာဘာတွေဖြစ်နိုင်တယ်လဲ လောကကြီးရဲ့အခြေအနေကိုကဲခတ်ပြီးတော့ဩဝါဒပေးတဲ့အခါနိပတန်တိခနာတီတာနော်အနန္တိဒုက္ခသာဂရေတကယ်ကိုအခွင့်ငောင်းကြီးကိုလွန်မြောက်အခွင့်ငောင်းကြီးကိုမရလိုက်ဖဲနဲ့လွဲချော်သွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ဆုံးစားမရှိတဲ့ဒုက္ခပင်လယ်ကြီးထဲမှာ နစ်မြုပ်သွားကြမှာဖြစ်တယ်။ဆိုလိုတာကဒုက္ခတွေနစ်မောနေတယ်ဆိုတာဒုက္ခကယုံမထွက်နိုင်တဲ့အနေအထားမျိုးဖြစ်တာကိုပြောတာเนาะဆင်းရဲတာဟာပင်လေကြီးလိုပဲဘယ်ကမှကမ်းမမြင်လမ်းမမြင်ဒီဆင်းရဲဒုက္ခကိုဘလို့ဆုံးတိုက်ရမလဲစဉ်းစားကြည့်လိုက်ကဲဘုန်းကြီးတို့တွေခုချိန်မှာပဲကိုယ့်အကိုဆုံးသက်ကြည့်လိုက်အခု မိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးဘဝနဲ့ထပ်ပြန်လွန်သွားတယ်เนาะတို့တွေလည်းအားလုံးတနေ့ကြလို့ရှင်တည်ခြင်းတရားကိုဘယ်သူမှကြုံသွားနိုင်ဘူးတန်တရားထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာမွေးဖွားလာပြီးတဲ့နောက်ဦးမယ်နာမယ်သိမယ်တနေ့ကြလို့ရှင်အားလုံးဒါဖြင့်ဟုတ်ပြီဦးချင်းနာချင်းတည်ခြင်းဆိုတဲ့ဒီဒီဒုက္ခဇိုးကြီးတွေက ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဘယ်လိုယုံထွက်ကြမလဲဆိုတာဖះပွင့်လို့လမ်းပေးတာเนาะရသော်ဘုရားကဒါလမ်းပြထားဘယ်လမ်းကထွက်အစာဝူးကြီးအလွန်ကြီးတဲ့နေရာထဲမှာဝင်သွားလို့ရှင်အခုခေတ်မှာဆိုရင် exit ဆိုတဲ့ထပ်ပေါက်လေးပေးထားရှိတယ်အနုဝဆိုဘယ်အထွက်ရမှာမသိဘူးတန်မြာကြီးတဲ့ရောင်းနေကြတဲ့ခွေးတို့တွေဟာမအိုးအောင်မနာအောင်မသိအောင် ်ထွေးတဲ့တွေဥကျင်းနာကျင်းတေးကျင်းကနေထွက်ပေါက်ဘယ်လိုရှာရမလဲဆိုလို့ရှိရင်ရသော်ဘုရားမပွင့်လုံးဝမသိနိုင်ဘူးတရားအေးရသော်ဘုရားပွင့်လို့ထွက်ပေါက်ကိုဘယ်ကသွားရမလဲဆိုတာဟာဧကရဲ့နောအယံဘိက္ခုမေကောတတ္တနံဝိတုဒ္ဓိယဆိုဝိပဿနာလမ်းကြောင်းကိုထွက်ပေါက်ချိပေးထားတယ်ဝိပဿနာတရားအထုတ်ချက်ဖြင့်ဝိပဿနာတရားဆိုဒီမှာပါလဲလို့ဆိုရင် မဒိဋ္ဌိအမှန်မြင်တယ်တမသင်္ကပ္ပအမှန်တွေးနိုင်တယ်အဲ့ဒီအမှန်မြင်အမှန်တွေးပြီးတဲ့အခါမှာတမဝါစာတမကဝန္တတမအာဇီဝလို့ခေါ်တယ်အမှန်ပြောအမှန်လို့အမှန်သိမှုဆိုရခုချင်းတရားပေါ်မှာအခြေခံအခြေခံပြီးတော့တမဝယမဆိုတဲ့လမ်းညောင်းတိုင်းကျိုးစားအထုတ်တမတတိဆိုတဲ့အတိုင်းမှန်ကန်တဲ့အမှတ်ရမှုနဲ့တမတတိမှန်တမတမာတိမှန်ကန်စွာစိတ်တည်ငြိမ်မှုတွေနဲ့ ောင်းဆက်ပြီးအလုံးလုံးလိုက်လို့ရှိရင်နိဗ္ဗာန်ဆိုတဲ့လမ်းကြောင်းကိုဖွဆောင်နိုင်မှာပဲဖြစ်တယ်။တဏှာဟုတ်ကထပ်ပေါက်မြတ်စွာဘုရားပေးခဲ့။အဲ့ဒါကိုပြောတာအကယ်၍ဒါမြတ်စွာဘုရားမပွင့်ခဲ့ဘူးဆိုလို့ရှိရင်ကိုချင်းနာချင်းတည်ချင်းတို့ဆိုတဲ့ဆင်းရဲဒုက္ခတွေကထပ်ပေါက်ဆိုတာအမှန်တမ်းခဲ။အဲ့ဒီထွက်ပေါက်တာစိပွားရေးကဆိုင်နေတဲ့ထွက်ပေါက်ကြီးကယုံထွက်ဖို့တောင်းအလွန်ခဲရင်းနေကြောကဝေဒနာတွေဖြစ်နေတဲ့ ကဆိုင်နေတဲ့ဒုက္ခကလည်းပဲထွက်ဖို့ဆိုတာအလွန်ခဲနေပြဿနာဖြေရှင်းလို့မရတဲ့ပြဿနာဆိုတဲ့ဒုက္ခပင်လေကြီးတွေကထွက်ဖို့ဆိုတာလည်းအတ္တမခဲနေဒါကြောင့်မို့ခက်ခဲတာတွေအများကြီးဟာဒီလမ်းရှာတွေ့ဖို့အလွန်ခဲဒါကြောင့်မို့ဒီနိပတန်တိခနာတိတာအနန္တိဒုက္ခပါကြရပင်လေကြီးလို့အဆုံးစမရှိတဲ့ဒုက္ခတွေမှာ ဆောဗျာပွင့်တဲ့အခွင့်အခိုက်လေးမှာသာသနာမကွဲမီမကြိုးစားလိုက်တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီဒုက္ခပင်လယ်ထဲမှာရောက်ရှိပြီးတော့ဆင်းရဲဒုက္ခကနေရုန်းထွက်နိုင်ကြမှာမဟုတ်ဘူးတဲ့ဒါကြောင့်ဆင်းရဲဒုက္ခရုန်းထွက်နိုင်ဖို့မတန်ကြိုးစားရမယ်